ုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကုတလပန္တိတဇတ်ဆိုတာဟောတယ်ဒါလေးလည်းအကျဉ်းမြင်လေးပြောလိုက်အောင်နော်ကုတလပန္တိတဆိုတာကတစ်ချိန်လုံးကဘုရားလုံးတော်ကောင်းကြီးရဲ့နာမည်အဲ့ဒါမြတ်စွာဘုရားကသူအမအိမ်နဲ့ရာနဲ့နောက်ဇနီးမယားနဲ့ရောက်ခမရီနဲ့ရှိလို့အိမ်ပြန်ပြန်သွားတာဘာဟုတ်သေးတော့ငါမေပေါပြားတို့လေးတစ်ချောင်းနဲ့ပြောင်းမျိုးစေ့လေးအဝိစုတ်ကလေးနဲ့ထုတ်တတ်တာဒါလေးပဲရှိတာ အတုကအဲပေါပြားတလေတချောင်းနဲ့ပြောင်းမျိုးစေလေတထု်ကိုမပြတ်နိုင်လို့ငါလဲ6ခါလူထွက်ခဲ့ဘူးဟုတ်လားယသိဘဝနဲ့ထွက်တာတော့သူကဟုတ်လားအဲ့ဒါကုရလာပန္နိတာတဲ့အဲ့ဒါထွက်လိုက်ဝင်လိုက်အဲ့ဒါအသားကြမယ်ကြံယသိဘဝအသားလေးကြမယ်ကြံစိတ်ကကစားလာပြန်ပြီဘယ်သွားတော့ဆိုဩမူဦးကကြပြီအဲ့ဒါပြောင်းလေးတော့သွားဆိုင်အောင်မှဖြစ်မယ်ဟုတ်လားနော် ဘုံဘုံတို့အမအတွေပဲသူတို့ကလေပဲလုတ်ခဲ့တာဆိုတော့လေကွင်းတွေတွင်သူတို့ကောက်ဆိုင်တာကိုအမှတ်ရတယ်မိုးတွေအုံတာမြင်သူတို့ကောက်ဆိုင်တာကိုအမှတ်ရတယ်တရားဆိုတာကိုလုတ်ခဲ့တာကိုပဲအမှတ်ရကြတာဟုတ်တယ်မဟုတ်လားအခုသူလည်းမိုးဥကြပြီဆိုရင်ဘာပဲအမှတ်ရပေါ့ပြားတို့လေးနဲ့ပြောင်းမျိုးစေ့ပဲအမှတ်ရအဲ့ဒါကြောင့်သူထွက်ထွက်သွားတာအဲ့ဒါခုနှစ်ချိန်မြောက်ဝတ်တဲ့အချိန်ကျတော့သူအများကြီးတတိတံဝကရအင်း ငါ့ကိုပြန်ပြန်ဆွဲချနေတာဘဲအကောင်တော့ရှားကြည့်တော့ပေါက်ပြားတို့နဲ့ပြောင်းမှုစိဖြစ်နော်အဲ့ဒါနဲ့ဒီတခါတော့ဒင်းကိုအပြက်ပြက်မှဖြစ်မယ်ဆိုပြီးတော့အဲ့ဒီမျိုးစိအထုပ်ကလေးကို ပေါက်ပြားရိုးမှချေးချေးပြီးတော့အဲ့ဒါခင်ကမြစ်ကမ်းပေးမှရက်အမြစ်ထဲကိုပြင်မှာမြစ်ထဲပြစ်လိုက်ရင်မျက်စိဖွင့်ပြင်ဘယ်နှာကြာလဲဆိုတော့တင်ငါဆင်းငုတ်ချင်းငုတ်နေမှာဟုတ်လားအဲ့တော့မဖြစ်ချေဘူးဆိုတော့မျက်စိကိုဇုံမိတ်ပြီးတော့ သုံးကပတ်လိုက်တယ်တဲ့အဲ့ဒီပြောင်းမှုစည်းထုတ်ကလေးနဲ့ပေါက်ပြားကိုခေါင်းမို့သုံးကရမ်းပြီးတော့လူကလည်းသုံးပတ်လောက်လှဲ့ပြီးတော့ကိုင်ကြကျင်တဲ့နေရာကြဆိုတော့ပြစ်လိုက်တယ်တောက်လျှောက်တောင်ဖွင့်မကြည့်ရသေးဘူးတော့နေရေပွက်ထားတဲ့နေရာဆင်းကုန်နေမှာဆိုလို့ဟုတ်လားအဲ့ဒါလိုပြစ်ပြီးတော့မှအောင်ပြီငါအောင်သွားပြီနောက်ထပ်လူထွက်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါနဲ့သူကဇံပိန်ညင်နေပါတယ်ပါရတယ်နောက်တော့ဒီတည်င်းကိုကြားတဲ့ဘရင် ။အဘုန်းကြီးထင်ပါတယ်။သူပြင့်နေတော့မှဘရင်ရောက်လာတာတော့သိမဖြစ်နိုင်ဘူးလို့ထင်တယ်။ဒီတည်င်းကထိန်းထားလို့ရမယ်လို့မထင်ဘူးနော်။ဒီအကြောင်းအရာကိုသိလိမ့်မယ်လူတွေဟာ။အဲ့ဒါကြောင့်မလို့ဒီဘရင်ရောက်လာတယ်လို့ဘုန်းကြီးကတော့ထင်တယ်။အဲ့တော့သင်ဟာနော်အောင်းမီအောင်းမီလို့ပြောပြီးတော့ယသိဘဝမှာနော်ထင်ရှားတဲ့ပုံကိုယ်တယောက်ဖြစ်နေတာသင်ဘာအောင်းတာတော့။တင်ရအောင်မြင်မှုကဘာတော့ဆိုတော့ဘာပြောတော့ဆိုတော့ ငါရဲ့အောင်မြင်မှုဟာတဖန်ပြန်ပြီးတော့မရှုံးတဲ့အောင်မြင်မှုမျိုးပြန်ပြီးတော့ထပ်အောင်စရာမလိုတဲ့အောင်မြင်မှုမျိုးဒါကြောင့်ငါရဲ့အောင်မြင်မှုကမြတ်တယ်တင်းတို့လောကီလူသားတွေရဲ့အောင်မြင်မှုဆိုတာကတဖန်ပြန်ပြီးတော့ရှုံးမဲ့အောင်မြင်မှုမျိုးဒါကြောင့်တင်းတို့ရဲ့အောင်မြင်မှုကမမြတ်ဘူးဟွန်းနှစ်သားလားရှိရဲ့နော်အဲ့တော့ဒီနေရာမှာသူ့ရဲ့အောင်မြင်မှုကဒီတဘောအတွက်ပဲသူလဲရည်ရွယ်တာဖြစ်မှာပါ တပံပြန်ပြီးတော့မရှုံးသောအောင်မြင်မှုဖြင့်အောင်မြင်တယ်ဆိုတာအရိယာမဲ့ညာပုံညာရတာကိုပြောတာတကယ်ကဇံရတာလောက်နဲ့တပံပြန်ပြီးတော့မရှုံးသောအောင်မြင်မှုကိုရတယ်လို့မရှင်းနိုင်ဘူးဇံဖြင့်ပယ်တတ်သောကိလေသာသည်နော်အမြဲတဘောတာသေသွားတယ်ဆိုတာမျိုးမဟုတ်ဘူးခဏငြိမ်တဲ့သဘောပဲလေတူကပြန်ပြီးတော့ဘာလို့ထကြွတောင်းကျမ်းလာအောင်မှပဲဟုတ်လားလေဒီဆိုတော့ဘုရားကြီးရေးတဲ့ဒီမီနီတွေထဲမှာနော်အဲ့ဒါလို့ သိုလ်ကောင်းမှုတွေနဲ့နှိပ်ကွက်ထားတဲ့ကိလေသာတရားတွေဟာတစ်ချိန်မှာခုတ်ထားတဲ့သစ်ပင်ဟာမခုတ်တဲ့သစ်ပင်နဲ့တောင်ပိုးပြီးတော့စီကားလာတတ်သေးတယ်လို့လို့ဆိုလို့ရက်အဲ့လိုရေးတာတောင်ရှိတယ်။ထကြွတောင်းချမ်းနော်။ဆိုကြပါစို့ဇံရအောင်လှုပ်တဲ့ဗြမဖြစ်တယ်။အဲဒီဗြမစည်းစိမ်ပြီးရင်ဒီဇံရဲ့အရှိန်ကြောင့်ကာမစည်းစိမ်ရလဲအများကြီးရတတ်တယ်။အဲ့လိုရလာပြီဆိုရင်ဒီကုထုဇဉ်တတော်ဟာ ဒီစည်းစိမ်တွေကိုအကြောင်းပြုပြီးတော့တဖန်လောဘဒေါသမောဟတွေဟာအကြီးအကျယ်ပြန်ပြီးတော့ထကြွတောင်းကျန်လာတတ်တယ်ဒီသဘောကိုပြောတာနော်အဲ့ဒါမလို့သူကဘီရင်ကြီးကိုဂါထာလေးတစ်ခုရွတ်ပြီးတော့ပြတယ်အဲ့ဒီဂါထာလေးတော့ဘုန်းကြီးကအလွတ်မရလို့ရေးလာရတယ်ကောင်းပါတယ်ဒီဂါထာလေးကနာတန်စည်းတန်သာဓုစည်းတန်ယံစည်းတန်အဝစီယတိတန်ခောစည်းတန်သာဓုစည်းတန်ယံစည်းတန်နာဝစီယတိ နော်ရန်စီတံအကျင့်အောင်မြင်ခြင်းသည်အဝစီရတိတဖန်ပြန်ပြီးတော့ရှုံးနိုင်တယ်တန်စီတံအဲ့ဒီလိုအောင်မြင်ခြင်းမျိုးဟာနတ်သားတို့မကောင်းဘူးနားလည်လားမသိဘူးနော်တဖန်ပြန်ပြီးတော့ရှုံးနိုင်တဲ့အောင်မြင်ခြင်းမျိုးဟာမကောင်းဘူးတဲ့ပြန်ရှုံးအောင်မှာအခုလောလောဆယ်လေးပဲအောင်နေတာသူဥစားဟုတ်လားရန်စီတံအကျင့်အောင်မြင်မှုမျိုးသည်နာဝစီရတိတဖန်ပြန်ပြီးတော့မအောင်အဲ့တနည်းအားဖြင့်တဖန်ပြန်ပြီးတော့မရှုံးဘူး နော်တန်စီတန်အဲ့ဒီလိုအောင်မြင်မှုမျိုးဟာပါတို့ကောင်းနေတဲ့အခုယောဂီတို့ဘုန်းကြီးတို့နော်ဟောပြောနေကြတဲ့လေ့ကျင့်နေကြတဲ့ဒီတတိပဋ္ဌာန်လုပ်ငန်းစဉ်ဆိုတာတဖန်ပြန်ပြီးတော့မရှုံးသောအောင်မြင်မှုမျိုးဖြင့်အောင်မြင်မှုရအောင်ကြိုးစားအထုတ်နေခြင်းလို့အလိုလဲနားလဲရမယ်ဟုတ်လားအရိယာမဲ့ညာဖြင့်သစ္စာလေးပါးကိုတည်ပြီးဆိုရင် ။နောက်ဖေရှားသုတ်တင်ပြစ်လိုက်တဲ့ကိလေသာတဖန်ပြန်ပြီးတော့ရှင်သန်ခွင့်ရှိဘူး။ဟုတ်လား။လောကမှာအပိသက်အောင်မြင်ခြင်းဆိုတာအဲ့ဒါတခုပဲရှိတယ်။အကျန်တဲ့အောင်မြင်မှုမျိုးတွေဆိုတာကတော့အခြေအနေရပဲ။ရေဘူးရသဘောကတော့အားကြီးတဲ့အချိန်အောင်တာပဲ။အားနည်းတဲ့အချိန်ရှုံးမှာပဲ။နော်။ဒီသဘောလေးတွေကိုလည်းပဲဒီကထာလေးကိုကြည့်ပြီးတော့နားလည်ရမယ်။